အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကောင်းမွန်တော့နေ့လေးနေ့ဖြစ်ပါဒီနေရာကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်ဒီနေ့မနက်မှာတော့ breaking news တခုရှိတယ်အဲ့ breaking news ကဒါ Manchester City နဲ့ပတ်သက်ပြီး breaking news ပေါ့နော် Manchester City ရဲ့အသင်းအနေနဲ့သူတို့ရဲ့135မူနဲ့ပတ်သက်ပြီးတော့လာမယ့် November ဒါကျွန်တော်တို့အဲ international break မှာတော့တို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့အဖြစ်တစ်ခုသိရတော့မယ်လို့တရီတွေထွက်ပေါ်လာခဲ့တာဖြစ်တယ်။ဒါကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကလေးကလွန်ခဲ့တဲ့ရက်ပိုင်းမို့လွန်ခဲ့တဲ့နှစ်ပတ်လောက်ကလေးကျွန်တော်ဒီလိုမျိုးဗီဒီယိုတစ်ခုတင်ထားခဲ့ပေမဲ့အတိအကျတော့ဒီ day မသိခဲ့ရဘူး။အခုတော့လက်ရှိမှာအတိအကျဒီ day တွေပုံစံမျိုးတွေကိုတဖြည်းဖြည်းနဲ့ရုံလုံးပေါ်လာခဲ့ဖြစ်တယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော် Premier League နဲ့ဒါကျွန်တော် Manchester City ကြားတဲ့ကဒါကျွန်တော်တရားရင်ဆိုင်မှုမှာတော့ ဒီရဲ့လက်ရှိနာကျွန်တော်အဖြေပေါ့နော်ဒါကျွန်တော်တရားရေးဆိုင်မှုရဲ့အဖြေကိုတော့လာမယ့် November လ International Break မှာတော့ဒါကျွန်တော်သိရှိရတော့မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ် အဲ့ဒီတွေနဲ့ပတ်သက်ပြီးလက်ရှိမှာ insider တချို့ကတင်ဆက်ထားခဲ့ပြီးတော့တချို့ကြတော့လက်ရှိမှာ tier 2 tier 3 level တွေကပါတင်ဆက်လာခဲ့တယ်။ tier 1 tier 2တွေကလက်ရှိမှာမတင်ဆက်သေးဘူးเนาะ tier 2 tier 3တွေတော်တော်များတင်ဆက်လာခဲ့ပြီ။အဲ့တော့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီး premier league ဘက်ကတော့တော်တော်လေး excited ဖြစ်နေတယ်လို့သိရတယ်မှာပါတယ်။ premier league အနေနဲ့အခုလက်ရှိမှာတော့ကျွန်တော်တို့ဘက်ကတော့ဘောနော်ဒါနည်းနည်းလေးတော့ resist တော့ဖြစ်နည်းနည်းမဟုတ်ဘောတော်တော်လေး resist တော့ဖြစ်တယ် premier league ဘက်က။ ဲ့ဒါကဘာလဲဆိုတော့ state own ပေါ့နော်ဒါကျွန်တော်တို့နိုင်ငံပိုင်အသင်းတွေကိုဒါသူတို့နေတာ Manchester City လို့အသင်းမျိုးကိုတခုခုလှုပ်ပြပြီးတော့နောက်ကဒါနိုင်ငံပိုင်အသင်းတွေဖြစ်လာတော့မယ်ဒါကျွန်တော်တို့ Newcastle United တို့ဘာလို့လဲကြောက်သွားအောင်လှုပ်သွားနိုင်မယ်လို့သူတို့နေနေယူဆရတယ်မှာပါတယ်ပြောကြည့်တာဗျာဒါကျွန်တော်တို့ Manchester City ကိုရှေ့ဆောင်လမ်းပြအနေနဲ့ဒီ ပြမှုတွေသာကျူးလွန်တယ်လို့တတ်သိတာတော့ကနေရခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ဒါဟိုအာဂါသခုံရုံကတရားချမှတ်ခဲ့မယ်ဆိုရင်တော့ Manchester City ဘက်ကတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ sorry Premier League ဘက်ကဒါနဲ့ပတ်သက်ပြီးတော့အရေးယူသွားဖို့တော်တော်လေးကိုကြီးမားသွားမယ်လို့သိရတယ်မှာပါတယ်အဲ့တော့ဒီအရေးယူသွားမယ်လို့ Manchester City အတွက်ဒါဘယ်လိုမျိုးတွေဖြစ်လာနိုင်လဲ အခုလည်းရှိနောက်ဆုံးကြားရတဲ့သတင်းတွေရဆိုရင်တော့စီတီအသင်းကိုအကယ်၍ဒါကျွန်တော်တို့အပြစ်မှုပေါ်မူတည်ပြီးတော့တို့နေရတာကျွန်တော်တို့အ ਨੇ ဆုံးပြစ်ဒဏ်ကတော့ဒါကျွန်တော်တို့ fine ကောင်းမယ်အများဆုံးပြစ်ဒဏ်ကတော့စီတီအသင်းကိုအမှတ်တီရှော့ပြီးတော့ဒါကျွန်တော်တို့တန်းစင်ဆုံးလောက်ထိပို့ပြပို့ပြပို့ပြလိုက်လို့ရရတဲ့ဒီသားရှိတယ်လို့ပြောလို့ရပြီတဲ့ပေါ့ပါတချို့ကြဒီညမှာစကလုံးကိုဒါကျွန်တော်ကစားထားတဲ့လူတွေတော့ရှိတယ်ဥမာဒါတချို့ကြဘယ်လိုပြောလဲဆိုတော့ဒါအာစီတီအသင်းကိုဒါကျွန်တော်တို့ တန်းစင်ဆုံးဒါတန်းစင်အောင်လုပ်လိုက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးအဲလက်ရှိမှာဒါပရီးမီးယားလိစတာမှာပဒင်းမှမရှိသေးတဲ့အတွက်ကြောင့်ပလောက်မှမရှိသေးတဲ့အတွက်ကြောင့်အကဲဒါအမှတ်ခုချိန်မှာဒါစီးရီးသင်းကိုနှုတ်လိုက်မယ်ဆိုရင်စီးရီးသင်းနဲ့ဒါကြောင့်တန်းစင်ဆုံးတာရောက်သွားနိုင်တယ်ဒါမှရှိလားလက်ရှိမှာထားပါစီးရီးသင်းခုချိန်မှာဒါကျွန်တော်တို့တူတဲအလုံးပေါင်း10မှတ်ကျော်နှုတ်မယ်ဆိုစီးရီးသင်းတကယ်ကိုတန်းစင်ဆုံးတာရောက်သွားမယ်ဒါမှရှိဒါပေမဲ့စီးရီးသင်းနဲ့ဒီနှုတ်ထားတဲ့ပုံစံဖြစ်တယ်ဆိုရင်တော့မှအခုချိန်မှာပြန်လည်ပြီးတော့တတ်သွားနိုင်တယ်ဒါမှရှိ10မှတ်ဆိုတော့ဗျာဒါစီးရီးသင်းတို့3မှတ်လောက်ပဲတော့3ပွဲလောက်ပဲရှိရတယ်ကျွန်တော်ဒါကျွန်တော်3ပွဲစတောက်ပြန်နိုင်ရင်ဒီ10မှတ်တော့ပြန်ရသွား ားနိုင်တဲ့မှာပါတယ်ဘောနော်အဲ့တော့တချို့ကြရတဲ့ဒီလိုမျိုး wording လောက်ထားတာတည်တည်ချာလေးရှိတယ်။စီးတဲ့နေခုလက်ရှိမှာဒါကြောင့်ပြစ်မှုပုံစံမျိုးပေါ်မူတည်ပြီးတော့ဒီနှစ်ရဲ့အခြေအနေပေါ်မူတည်သူတို့လောက်သွားမှာ။အဲ့တော့ ဒါကောလာဟာလာတွေအခုလက်ရှိမှာထွက်နေတဲ့ CD သင်းရဲ့ဒါကျွန်တော်တို့ရှေ့အိတ်ဒါကျွန်တော်တို့2009နဲ့2018ကြာကပြခဲ့တဲ့ supply တွေကိုလည်းဒါသိမ်းဆဲသွားမယ်ဆိုတဲ့သတင်းကိုတော့လက်ရှိမှာမကြားမိသေးဘူးဒါကတော့လက်ရှိမှာဘာမှမကြားအဲ့တော့တကယ်တမ်းဖြစ်လာခဲ့မယ်ဆိုရင်တော့ fine ကတော်တော်လေးကိုကြီးသွားဖို့ရှိတယ် fine ကတော့လုံးဝ100%ဖြစ်ဖို့မရတယ်ဒါပေမဲ့ခုနပြောတဲ့ဒါကျွန်တော်အမှတ်လျှော့မယ်ဘာညာကတော့လက်ရှိမှာခဏတော့စောင့်အောင်ပဲဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာဘာမှမတည်ကြသေးတယ်မှာပါ at least တော့တည်ကြတာတကူက CD သင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ပြည်တန်ကြမှတ်ခဲ့မယ်ဆိုရင်တော့တို့ဘက်ကနေပြီးတော့ကျွန်တော်တန်းနဲ့ချီနေဒါကျွန်တော်တို့ ပတ်စံတွေကိုပရီးမီးယားလိဘက်ကိုတော့ကျွန်တော်တို့တရားဝင်တာကျွန်တော် fine ပုံစံမျိုးပေးရမှတော့မှရှိတယ်အဲ့တော့ ်လက်ရှိ135မူနဲ့ပတ်သက်ပြီးတော့စီရီဘက်ကဘယ်လိုမြင်လဲစီရီဘက်ကလုံးဝ135မူနဲ့ပတ်သက်ပြီးတို့အနေနဲ့ fine အောင်ပေးရမယ်လို့လုံးဝလုံးဝလုံးဝမထင်ထားဘူးစီရီဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဟိုတစ်ခေါက်ကပြောခဲ့သလိုပဲကွင်းလုံးကျွတ်ဒါကျွန်တော်လွတ်မယ်လို့စီရီဘက်ကတည့်ရတည်တို့ဘက်ကလွတ်မယ်လို့တို့ဘက်က100%ယုံကြည်မိသားဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးစီရီဘက်ကလုံးဝတည်ကြတယ်တို့တို့ကလုံးဝလုံးဝ100%ဒီကိစ္စနဲ့ပတ်သက်ပြီးအမှုကင်းမယ်ဘာလို့လဲလက်ရှိမှာ135မူနဲ့ပတ်သက်ပြီးအဓိကအများဆုံးအမှုကစီရီဘက်ကနေပြီးတော့လက်ရှိမှာ Premier League ဘက်ကစာရွက်စာတဲ့ down နဲ့ချိန်မှာစာရွက်စာတဲ့နေမပေးနိုင်လေဆိုတော့အမှုကများတယ်အဲ့ဒီ 125မှုမှာအမှုပေါင်း83မှုနဲ့86မှုကြာကပါလဲဆိုတော့ပရီးမီးယားလိဘက်ကဒါကျော် PSR တို့ FFP တို့နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ စားရစားတဲ့နာစီဒီအင်းကိုတောင်းခံတဲ့ချိန်မှာစီဒီအင်းကအင်းမလို့အင်းမလို့လုပ်နေပြီးတော့ဟိုနေ့ပြေးမယ်ဒီနေ့ပြေးမယ်ရွှေ့ခဲ့တဲ့ဥစ္စာကအမှုပိုကြီးခဲ့တယ်လို့သိရတယ်ပုံပါတယ်။အဲ့ဒါကိုလက်ရှိမှာအဓိကဒါကျွန်တော်တို့အဲပရီးမီယာလိဘက်ကနေတော့တရားဆွဆူခဲ့တာပေါ့နော်ပြောချင်တာအဓိကရှင်းတယ်စီဒီအင်းကိုဒါကျွန်တော်တို့အဲပရီးမီယာလိကဒါနှစ်ချီမကျညာမကျတတ်တာ FFP နဲ့ PSR နဲ့ပတ်သက်ပြီးစားရစားတော့တို့အချိန်မီမပေးဘူးတကယ်တမ်းဒါကျွန်တော်တို့တရားလဲဆွဲရော PSR နဲ့ FFP စားရတဲ့ဝန်ကြီးတိုင်းကနေထွက်လာတယ်ပြောချင်တာဒါပရီးမီယာလိဘက်ကနေပြီးတော့အခုလက်ရှိမှာ PSR နဲ့ FFP စားရစားတဲ့နေကိုဒါအားကစားခုံရုံးကိုပြ ဟာစာရဲစာရဲညအကုန်လုံးက forgery လို့သူတို့ဘက်ကယူဆတယ် forgery ဆိုတာအတုပေါ့နော်ဒါတော့လက်ရှိမှာဒါဒါ CD သေးနေအကယ်၍ခုနကပြောသူအခုငါတို့တောင်းတော့ကဘာလို့မပြလဲအခုမှဘာလို့ပြလဲဆိုတဲ့ပုံစံမျိုးတွေကိုဒါလက်ရှိမှာ Premier League ဘက်ကလည်းဒါ ခုံရင်းပေါ်မှာအငင်းခုံလုတ်ခဲ့လို့သိရတယ်ပရီးမီယာလိဘက်ကလည်းရှိမှာသူတို့ကအိုက်တုံးကဒါ ready မဖြစ်သေးလို့အခုကြမှာပဲ audit တီတီချလုတ်ပြီးတော့ ready ဖြစ်လို့ပဲဒါကြောအခုမှပြနိုင်တာဆိုပြီးသူတို့ဘက်ကလည်းပြန်လဲခြေပထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒါကျွန်တော်သတင်းတွေကထွက်နေတယ်ဗောနော် on call record လို့ခေါ်တယ်အဲ့ဒါ record တဲ့မှာဒါကျွန်တော်တို့တရားရုံးမှာဒါကျွန်တော် record ယူရလို့ရှိအဲ့ဒီ record ရဲ့ဒါကျွန်တော်တို့အဲ့ဗော တရားရုံးကတော့ကျွန်တော်တို့တချို့ဒါအတွေ့လူချင်းချင်းဒါပြောလို့ရဆိုရှင်ဒါဟုတ်လားမဟုတ်လားတော့ insider ပဲသိမှာအခုလက်ရှိမှာ insider ကြီးကဒီထွက်လာတဲ့သဘောမှရှိတယ်ပေါ့အဲ့တော့ပြောချင်တာ city ဘက်ကလောက100%ရှင်းတယ်သူတို့ဘက်ကဒါကျွန်တော်လက်ရှိမှာဒါဟို kevin အဲ့တော့ကဘုနော်အိုက်ခဲအိုက်ခါ kevin de bruyne ရဲ့တပတ်လုခလာစာကိုလောက်ရှိရတာကျွန်တော်ရှေ့နေကိုဒါကျွန်တော်နှစ်နဲ့ချီပြီးငားထားတယ်ကျွန်တော်တို့အနေနဲ့100%ယုံကြည်မယ်လို့100%နိုင်မယ်လို့လည်းယုံကြည်ထားတယ်မပါဘူးဒီရှေ့နေကိုတန်ကလက်ရှိမှာတရားသူကြီးနဲ့လည်းအင်မတန်မှရင်းနှီးတဲ့ရှေ့နေဖြစ်တယ်ကျွန်တော်တို့အနေနဲ့ဒါကဒီ case ကို100%သူတို့ကအနိုင်ယူနိုင်မယ်လို့ယူဆတယ်ပြီးတော့နောက်တစ်ခုကလည်းလက်ရှိမှာ စီးတင်းနဲ့ကျန်တဲ့အမှုတွေထဲမှာနည်းနည်းလေးရှုပ်ရှက်ကတ်တဲ့အမှုတွေရှိတယ်အခုလည်းရှိ Chelsea နဲ့တူနေတဲ့အမှုကဒီအမှုပဲအဲ့ဒါကဘာလဲဆိုတော့ဒါကစားသမားတွေကို under the table ပေးတယ်ဆိုတဲ့တဲ့မယ်အဲ့တော့လက်ရှိမှာအဲ့ဆိုကျွန်တော်တို့ဒါ Banner AC Min Seeker မို့နော်ဒါစီးတင်းနဲ့ Banner AC Min Seeker လွတ်အောင်ကစားသမားတွေကိုဒါကျွန်တော်တို့နိုင်ငံခြားကုမ္ပဏီနေနဲ့ပတ်စံနေပေးခဲ့ဥပမာလက်ရှိမှာကျွန်တော်စာရုပ်စာချုပ်တွေဒီမှာဥပမာလက်ရှိမှာ Aguero ကျွန်တော်တို့က Aguero ပါတယ်ဒါကျွန်တော်တို့ Colotori ပါခဲ့တဲ့ company ပါတယ်ဒါအဲ့လိုမျိုးကစားသမားတွေအနေနဲ့လက်ရှိမှာ City မှာဒါလောက်ခလာစာအများကြီးရတယ်မှာပါဒါပေမဲ့ City ဘက်ကပြရတဲ့အချိန်မှာဒီကစားသမားတွေလောက် ခံစားတဲ့သင်းခွဲပဲရှိရတယ်။ဒါပေမဲ့တကယ်တမ်းဒီကစားသမားတွေတခြားသောကုမ္ပဏီတွေကနေပြီးတော့ဒါ under the door share account ပေါ့နော် share account တွေကနေဒါတရှိမှတသိန်းခွဲရတော့ city bank ကပေးနေပြီမဲ့ဒါဥမာလက်ရှိမှာဒါ company ကဒါဒီဘွဲမှာ clean ရှိရတယ်။ city bank ကတပြားမပေးဘူး။ဒါပေမဲ့ company account တွေကိုဒါကျွန်တော် clean ရှိရတဲ့ဘွဲစင်မှာဒါဘာမှမဆိုင်တဲ့ဒါကျွန်တော် Abu Dhabi ကနေပြီးတော့ဒါကျွန်တော်တို့အဲပေါင် သသိန်းနဲ့ကျွန်တော်တို့ဒါဘောနဲ့ဆိုပြီးဝင်လာတယ်ဒါပေမဲ့ခုနပြောသူပဲအဘူဒါဘီကတော့ဝင်လာတာပဲဒါခုနပြောသူစီးနီးနဲ့လည်းမဆန်ဒါပေမဲ့တကယ်တမ်းခုနပြောသူပဲဒါကျွန်တော်ဝင်ရောက်ဆက်စီးတဲ့အချိန်မှာဒီအဘူဒါဘီကဝင်လာတဲ့ဒါကျွန်တော်ကုမ္ပဏီတွေအကုန်လုံးကစီးတီးရဲ့လက်ရှိပါရှင်ဖြစ်တဲ့မန်ဆော်ရိုအုပ်စုနဲ့ပေါအောင်ပတ်သက်နေတဲ့လူစားကျွန်တော်တို့ပရီးမီယာလိဘက်ကနေပြီးတော့စုံစမ်း6သိန်းမှုတွေရှိထားတယ်ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတရားလက်ရှိမှာဒါကျွန်တော်တို့ဟို တက်တေကတာတကောကလည်းဘယ်လောက်ထိခိုင်လို့လဲဆိုတော့ကျွန်တော်တို့လည်းမသိဘူးဒါကျွန်တော်တို့တရားတရားခွင့်မှာမရှိနေလို့ဆိုသိတယ်အဲ့တော့တကယ်တမ်းဒါတကယ်တမ်းနေနန်းငါလာဟိဆိုတဲ့ဥစ္စာတွေမှာတော့ဒါကျွန်တော်ခုနကပြောသူ enter the dbl ဥပအလက်ရှိမှာမက်မက်ရအကြီးဆုံးပြဿနာကမန်ချီနီပဲမန်ချီနီနဲ့မက်မက်ရတာဆိုတော့ city ဘက်ကနေပြီးတော့ဒါ premier league ဒါဆွခူးခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့ဘယ်နှတန်းလဲမသိပေးမယ်ဆိုတဲ့ဂရီကဝုကိုပြုတ်ထားခဲ့တယ်ဒီနေရာမှာ city အသင်းက city အသင်းနေနဲ့ဒီတန်းကိုပေးခဲ့တာမဟုတ်ဘဲနဲ့အဘူဒါဘီရဲ့ show account ကနေပြီးတော့ဒါကျွန်တော်ပေါင်အားလုံးပေါင်း12တန်းတိတိမန်ချီနီရ account တွေကိုထည့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုလည်းတစ်ဖက်က premier league အတိအကျရခဲ့ ဲ့တော့ကျွန်တော် Manchester City ဘက်ကဒီပတ်စံကိုမပေးရတဲ့ကြောင့်တို့အနေနဲ့ဒီပတ်စံကိုတုံးလိုက်တယ်ဆိုတဲ့ပုံစံမျိုးမဖြစ်သွားဘူးမဖြစ်သွားတဲ့ကြောင့်ခုနကပြောလို့ PSR နဲ့ FFP ကလွတ်သွားတဲ့နေရာမှာပါတယ်ဒါပေမဲ့ City ဘက်ကဒါကျွန်တော်လက်ရှိမှာဒါ ပရီးမီးယားလိဘကလုံးဝမကြိုက်ဘူးအဲ့တော့လက်ရှိမှာဒီလိုကိစ္စတွေကဒါကျွန်တော်စီးရီးသစ်နဲ့ဖြစ်နေမှာပရီးမီးယားလိမှာဆိုလဲဒါကျွန်တော်တို့ပုံပုံလောလောဖြစ်နေတာက Chelsea တင်း Chelsea တင်းဆိုတာကျွန်တော် Roman တို့ခက်ကလည်းဒီလိုမျိုးဒါကျွန်တော်တို့ Under the Table ပေါ့နော် PSR နဲ့ FFP ဒါဘနာယီစီမင်းစီကန်တွေလွတ်ရင်ပြီးရောဆိုပြီးတော့ဒါကျွန်တော်တို့ရုရှားရဲ့တခြားကောင်တွေတဲ့ကနေပြီးတော့မင်းတော့ကစားသမားတွေကိုတထိတ်ထားခဲ့တယ်ပဲမဲ့ရ Diego Costa ရဲ့ William ရဲ့ Eto ရဲ့ဒီသုံးယောက်ကိုဒါကျွန်တော်တို့စီးရီးအသင်းကနေပြီးပရီးမီးယားလိရတဲ့အချိန်တုန်းကဒါ Diego Costa ရဲ့ပရီးမီးယားကျွန်တော်တိတော့က William ရှိတယ် William ကိုဒါကျွန်တော်မဲ့ရဒါ Chelsea တင်းကသုံးသန်းတဲ့၄သန်းကိုဒါကျွန်တော် အာရှော့ကောင်းကနေပတ်စံပေးခဲ့တယ်ဆိုတဲ့ဥစားဟုဒါကျွန်တော်တရက်ဝင်ချက်စီဘက်ကဒါတရက်ဝင်ဒါကျွန်တော်တို့ပရီးမီယာလိဘက်ကိုတရက်ဝင်ချပြခဲ့တယ်ဘောနော်အဲ့တော့ဒါကျွန်တော်လုတာမှုပန်းရှင်ဟောင်းရလုတာဆိုပြီးအတောင်းချပြခဲ့တယ်ဒါပေမဲ့မန်ဆိုးကြလုချပြလို့မန်ဆိုးတို့ကိုယ်တိုင်ကဒီလိုမျိုးလုတ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုပရီးမီယာလိဘက်ကနေပြီးတော့ဒါကျွန်တော်ပြသထားခဲ့တဲ့အတွက်ကြောင့်မလို့ဒါအခုချိန်မှာတော့ဒါဘလို့ဖြစ်ဒါပေမဲ့တေချာတခုကတော့ကျွန်တော်အဖြေကအများကြီးဆောင်းစရာမလိုတော့ဘူးလာမယ့် November လ International Break မှာတော့ဒါ Manchester City ရဲ့ပတ်သက်ပြီး Manchester City ဒီနေ့နဲ့ပတ်သက်ပြီးတော့တရက်ဒါကျွန်တော်တို့တရက်ဒီလွတ်မှာလာဒါမှမဟုတ်လက်ရှိမှာဒါက ျွန်တော်တို့အဖိုင်းနဲ့ပဲပြီးသွားမှာဘယ်လောက်ထိပိုးရှုပ်တဲ့ဇလန်းတွေဖြစ်လာမယ်ဆိုတာသိရဖို့အတွက်အချိန်တစ်လလောက်ပဲလူတော်တဲ့နေထားမှာရှိပါတယ်။ဒါလောက်ပါပဲ။ follow ဘက်ကိုကြည့်ရှုကြနေဆိုရင်တော့ youth sport media 3.0 tv for you တို့မှာကျင်းလို့ဆန်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနိုင်ဘူးဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်။အားလုံးမကြူတူပါနဲ့။ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစေ။စုမုံငေါတောင်းပေးတယ်ပဲကျွန်တော်တို့နောက်မှာပဲ AA62 ကြတာပေါ့။ကျွန်တော်တော့ကိုမြေပေါ့ဗျ။ဒီပါဗျအားလုံးမကြူတူပါနဲ့။